ကိုကဂါဟင်းကိုရောကြည့်ပေးရအောင်ဟုတ်တယ်နင့်နာချင်းနင့်နာချင်းနင့်နာချင်းပေးရမှာဟုတ်တယ်ဥပမျိုးသားနဲ့ဆန်ညာကလေးကတချင်းလုံးမယ်လို့ဖန်တီးရမှာဖန်တီးပြဘူးအခု तू ကနေအနောက်ကချောင်းဟုတ်တယ်လျော်ချတ်ခုနေနေဝပြီးမို့ချောင်းမင်းငါတော့မှတကျင်းတူလို့မဆိုရတယ်မင်းနဲ့အရင်ဆုံးဆိုတာနဲ့ဆိုပြီးတော့ဟုတ်တယ်ငါ့ကိုနင်နာချင်းပေးရမယ်အဲ့ဒါအခုမသိကြအောင်နဲ့ပြီးရင်ပေးရမလားမသိဘူးကိုဘွားရဲ့နေရီရဲ့ကိုဘွားရဲ့ညရီတာ ဗီဗာကတော့ဗီဗာဟိဆိုတဲ့အတိုင်းပေါ့နည်းနည်းလက်လက်ထတာပေါ့နော်18နဲ့18နှစ်တည်းကဆိုတော့စဖြစ်တာဆိုတော့လေအဲ့တုန်းကဆက်ဆက်လူစိန်လေးရအခုချိန်ဒီလဲဒီလိုပဲတချင်းဆိုလို့ရှင်မြမြလေးဆိုနေကြဆိုဒီတချင်းလေးကလမ်းခွဲတဲ့တချင်းလေးဆိုမဲ့တို့မောင်နှမနှစ်ယောက်ကမြမြလေးလမ်းခွဲထားတာစစ်စရာလေးပါ ချင်းလေးကိုဘာလို့ယူလဲဆိုတော့ကြိုက်လို့ပေါ့နော်ကြိုက်လို့ပါဟိုတွေဟိုငယ်ငယ်လေးတွေကနားယူဝခဲ့တဲ့တချင်းလေးဆိုတော့ဟိုဒီတချင်းလေးကိုဟိုနော်မောင်နှမနဲ့အောင်ဖန်ပြီးကျင်တယ်တချင်းလေးဆိုပြီးတော့ဟိုတံမိုးလဲထားလို့တံမိုးထားပြီးတော့တမျက်တနုနဲ့ဆိုပြတဲ့တေးကြစာလေးဖန်ပြီးဖြစ်ပါတယ်ဟုတ်ဟုတ်ဆိုရင်မျိုးတော့ရှိရဲ့ချင်းဟိုကိုမောင်လေးကိုလေဟိုတခုခုပေါ့နော်လွဲ့လွဲ့အချော်ချော်ဖြစ်မှလဲကြောက်တယ်အဲတကယ်တကယ်သူဆိုပြတဲ့အချိန်မှာဟို အရန်ပေါ့နော်ဟိုသူကခလေးခလေးပေါ့နော်သူ့ကိုဟာမစိုးနိုင်တော့ဘူးလို့ကိုကထင်ထားတဲ့ဟာလေသူကစိုးပြလိုက်တဲ့အချိန်မှာဟဲ့မောင်မောင်လေးရတာပဲလို့ဒီစိုးလို့အဲ့ဒါလေးကောင်းနေနဲ့တန်တယ်လဲလိုက်တယ်လို့ဆိုပါလို့ဟိုသူကသူ့အတန်ဒီသူ့အတန်မှာဩဇာပါတယ်သူကသူ့အတန်လေးကလည်းတီတီကြီးကြီးလေးနဲ့အဲ့ကြောင့်လဲသူသူ့ presenter လဲသူလုပ်ရင်ဟုတ်နေတာပဲသူ့အတန်လေးကတက်တည်ရရှိတယ်လေယောက်ျားတယောက်ရဲ့ဟိုအတန် တီတီကြီးကြီးနဲ့ဟိုပါတယ်ပေါ့နော်ပြက်ပြက်သားသားပေါ့နော်စကလုံးလေးတွေလည်းတစ်လုံးနဲ့လုံးလုံးပြက်ပြက်သားသားရှိအဲ့ဒါဆိုတော့အဲ့အဲ့ဒီချင်းလေးကိုသူဆိုပြလိုက်တဲ့အချိန်မှာဟဲ့ကောင်းနေနင်းနဲ့လိုက်တယ်ပေါ့ तू ကလည်းကျွန်တော်ဒီချင်းကြိုက်တယ်တဲ့ဆိုတော့အေးအေးအဲ့ဆိုပဲကြားဟာလို့လုံးမယ်လို့ငါတို့ဒီချင်းလေးဟန်တီးကြမယ်ဟာလို့ဆိုပြီးဆိုရွေးပြီးဆိုပြတာပါခင်ဗျာဒီကတော့ဒီပါဟိဆိုတဲ့အတိုင်းပေါ့နည်းနည်းလက်လက်ထတာပေါ့နော်နည်းနည်း ဟိုဟိုစပြီအဆိုတော်ဖြစ်တဲ့အကိုက18နှစ်18နှစ်တည်းကအဆိုတော်စဖြစ်တာဆိုတော့လေအဲ့တုန်းကဆန်ဆန်လူးစိန်လေးကအခုချိန်ထိလည်းဒီလိုပဲတခြင်းဆိုလို့ရှင်မြူးမြူးလေးစုံနေကြဆန်ဒီတခြင်းလေးကလမ်းခွဲတဲ့တခြင်းလေးဆိုမဲ့တို့မောင်နှမနှစ်ယောက်ကမြူးမြူးလေးလမ်းခွဲထားတာဟုတ် ချစ်စရာလေးပါအာရတာပေါ့မရတာပေါ့ဘာလို့လဲဆိုရင်ဒါဟိုမမရဲ့အချိန်ဟောဆိုတော့မမကတကယ်နိုင်ငံကျော်ဆိုတော့လေကျွန်တော်ကတော့အခုမှတက်တစ္ဆာအောင်မှာအခုမှလူတိကာစားလေးပဲရှိသေးတယ်ကျွန်တော် အများကြီးစူးစမ်းဖို့လည်းလိုသေးတယ်ကိုကိုတိုင်းတော့မှမမတစ်ချင်းဟိုကြာပြီမမကလှုပ်ပေးမယ်မောင်လေးလှုပ်ပေးမယ်ပြောပေးမယ်ကိုကဟိုမမကမှတ်မိနေတာကျွန်တော်ကကြတော့ဟိုအရင်မမျော်လင့်ရဲဟိုတကယ်ကိုလည်းလေးစားရတယ်တကယ်အခုဆိုရတာတော့မှအိမ်မက်လိုပဲနိုင်မဲ့မမကတကယ်ဟိုမှ ဟိုအာမဟုတ်တကယ်တကယ်တကယ်စိတ်ပြလားမမတကယ်ဟိုမတည်တည်ချာချာအခုလှုပ်ပေးပြီဆိုကြတဲ့ကအခုဒီနေ့ဒီချိန်ဒီမမဥဆောင်ပြီးတော့အကုန်လုံးလှုပ်တာလှုပ်ပြီးတော့မတည်တည်ချာချာလှုပ်ဟုတ်တယ်တချင်းအစဆုံးအကုန်စီစဉ်ပြီးတော့မှလှုပ်ပေးတာအဲ့ဒီအတွက်မမဟုတ်ပဲကျွန်တော်မိနေတာပါဘာလို့လဲဆိုမိလို့ကောင်းတယ်မမကတော့ချစ်စရာလေးမမဟုတ်ဘူး တက်တယ်လို့ပြောရအောင်။ဟုတ်ကဲ့။နောက်နောက်ထပ်ကျွန်တော်ဟိုဟာပေးရမယ်။ရောကြီးပေးရအောင်မယ်။ကိုကဂါဟင်းကိုရောကြီးပေးရအောင်မယ်။ဟုတ်တယ်။နေ့နာကြီး။နေ့နာကြီးနေ့နာကြီးပေးရမှာ။ဒါနဲ့ဘီဝမျိုးသားနဲ့ဆာညာကလေးကတချင်းလုံမယ်လို့ဖန်တီးရမှာ။ဖန်တီးပြည့်ဘူး။အခု तू ကနေအနောက်ကချောင်း။ဟုတ်တယ်။မင်းငါတော့မှတချင်းတူလို့မဆိုရဘူး။မင်းနဲ့အရင်ဆုံးဆိုတာနဲ့ဆိုပြီးတော့ဟုတ်တယ်။ဟောနေ့နာကြီးပေးရမယ်။အဲ့ဒါအခုမသိကြအောင်ဆောင်းတယ်။ပြီးရင်ပေးရမလားမသိဘူး။ဟိုကကိုမောင်လေးကိုစိတ်ကောလူရောနှစ်ပြီးတော့ပုံလုံး ပံ့ပိုးပြီးတော့ခုံးနဲ့တင်ပေးထားပါလားကျေးဇူးတင်ပါတယ်ဟုတ်ပါဟုတ်ဟိုပါလေဒီတချင်းကိုဘီပါတို့တံမိုးထားထားတာတချင်းလေးကိုကြည်လိုက်ရင်ထွက်လာတယ်ကြည်လိုက်ရင်မြင်မှာပါလို့အဲ့ဒါကတော့ဒါထွက်ပြီးတဲ့အချိန်မှာပြိဿက်ကြည်ပြီးပြိဿက်ကဆုံးဖြတ်ချက်ပေးပါလိမ့်မယ်အဲ့လိုအဲကျွန်တော်ကတော့အကောင်းဆုံးကတော့ဖန်တီးခဲ့ပြီးပြီဖန်တီးထားပြီးပြီမမနဲ့အတူပေါ့နော်အဲအားလုံးရဲ့ဟိုရလက်တွေက ဆိုကောင်းတာပြောသည်ဖြစ်စေမမလည်းအနုပညာလုပ်မယ်ဆိုရင်ဥမာတခြင်းတစ်ပုတ်ထွက်ရင်လည်းကောင်းတာပြောရသူရှိမယ်ဆိုတာပြောရသူရှိမယ်ဒါပေမဲ့ကိုကတော့အကောင်းဆုံးဖန်တီးရမယ်ပေါ့နော်ဖန်တီးခဲ့ပြီဟုတ်တယ်ဟုတ်တယ်လုံးဝမလုပ်ခဲ့ဘူးအမှန်ပါဟုတ်တယ်တခြင်းနိုင်တခြင်းနိုင်ပုံမှာဒီပါတို့တန်မိုးထားပြီးတော့ဖြစ်ခဲ့ဟုတ်ပါတယ်ဟိုရောက်တဲ့နေရာတိုင်းလေးမှာဆက်ဆန်းပြီးတော့ကျွန်တော်အတိအကျလည်းဖွင့်ဖွင့်ပြတယ်အကုံကြိုက်ကြတယ်အကုံလုံးကြိုက်ကြတယ်တကယ်ဟိုလူကြီးလူငယ်မရွေးပေါ့နော်အကုံကြိုက်ကြတယ်အဲ့ဒီတော့ဖန်တီးရကျိုးလည်းနှပ်ပါတယ်အားလုံးလည်းဆုံးဖြတ်ပြီးပါအောင်ခင်ဗျာဟုတ်ကဲ့